ဒီလိုလက်ဖောင်းဝိုင်းဝိုင်းထောင်ထောင်လေးပတ်တန်ဆွဲနေကြောက်ပြမယ်နော်အဆင်လေးတွေကတော့နည်းနည်းများတယ်တိတိကျကျအသေးစိတ်ကလေးပြထားလာမှုလို့လိုက်လုံကြည့်လိုက်ပါနော်ဒါကကြတော့ပလဲကမာနဲ့ချုပ်ထားတာဒီလိုမျိုးတောင်းတောင်းလေးတွေနဲ့ချုပ်လို့ရှိရင်လှတယ်ကြော့ရဲပါနဲ့ဆိုလို့ရှိရင်နော်တိတ်မကောင်းဘူးကမာပြောင်နဲ့ချုပ်လို့ရှိရင်လည်းပိုကောင်းတယ်ကမာပြောင်ကထားတဲ့ပိုတောင်းတာပေါ့နော်အခုဆိုလို့ရှိရင်ဒါလေးကဒီမှာဖောင်းဖောင်းဝိုင်းဝိုင်းလေးဖြစ်တယ်နော်ဒါတွေလည်းဖောင်းလို့ရသေးတယ်အခုကတော့ဒီအဖောင်းအနည်းအတိုင်းကို ပြုတ်ပြမယ်။ထိုင်းလက်မနီနဲ့လက်ဆွဲမယ်ဆိုလို့ရှိရင်အခုဒီကိုတိုင်းမှတ်စာအုပ်မှာပါတယ်နံပါတ်19ကနေစာပြီးတော့တိုင်းမယ်ဒီနံပါတ်19မှာဆိုရင်ပခုံးကနေကိုရကျင်တဲ့လက်ရှိပေါ့နော်မိမိရကျင်တဲ့လက်ရှိအဲ့ဒါတိုင်းမယ်ပြီးရင်ပခုံးကနေတံတောင်စစ်အကွာဝေးကိုတိုင်းမယ်ပခုံးကနေလက်ကောက်ဝေး အကွာဝေးအရှိပေါ့နော်လက်အရှိကိုတိုင်းမယ်နောက်ပြီးတော့ဂျိုင်းပက်လေကိုတိုင်းမယ်နောက်လက်မောင်းရင်ပက်လေကကြတော့ထိုင်းစင်ဒီမှာမှာသုံးမှာမို့လို့ဒီလက်မောင်းရင်ပက်လေကမလို့အခုကထိုင်းလက်မနဲ့ပက်တန်ဆွဲမှာနောက်ပြီးတော့ဒါတထောင်စေးပက်လေတိုင်းမယ်နောက်ပြီးတော့လက်ကဝေးပက်လေတိုင်းမယ်နောက်ပြီးတော့ကိုရချင်းနဲ့နော်လက်ဝပေါ့လက်အရှိရဲ့လက်ဝကိုပက်လေကိုတိုင်းမယ်နော်အခုဒီအတိုင်းတာတွေရထားပြီးပြီဆိုရင်လက်ဆွဲမယ် လက်ဆွဲမယ်ဆိုလို့ရှိရင်ပထမဆုံးဂျိုင်းဂျိုင်းပက်လေနော်ဂျိုင်းပက်လေက15အဲ့ဒီဂျိုင်းကိုဂျိုင်းကိုတစ်ပေါင်းမယ်အပေါင်းတစ်တစ်ပေါင်းပြီးလို့ရှိရင်တစ်ပေါင်းပြီးတဲ့ရတာကိုနှစ်နဲ့စားမယ်ဆိုတော့ဂျိုင်းက15 15အပေါင်း1ဆိုတော့16 16ကို2နဲ့စားတော့ ဲ့ဒီရှစ်ကိုမှာတင့်နှစ်ပိုင်းတစ်ပိုင်းနှုတ်မှာเนาะရှစ်ကိုတင့်နှစ်ပိုင်းတစ်ပိုင်းနှုတ်မယ်เนาะဒီဂျိုင်းကပေါင်းလို့ရတဲ့16ဆိုလို့ရှိရင်တင့်နှစ်ပိုင်းတစ်ပိုင်းနှုတ်မယ်ဒီ16တဲ့ကြီးမယ်ဝမယ်ဆိုလို့ရှိရင်ဒီနေရာမှာတစ်ပဲနှုတ်တော့မယ်ဝမယ်ဆိုလို့ရှိရင်လက်ဝပိုးကျဲခြင်းလို့ဒီနေရာမှာတစ်ပဲနှုတ်မှာဒီ15တဲ့အောက်ဆိုလို့ရှိရင်ဒီပေါင်းခြင်း16ပေါ့နော်တစ်ပေါင်းပြီး16ကဲအောက်ဆိုလို့ရှိရင်နော် တစ်ခွဲပဲနှုတ်မယ်အဲ့တော့အခုကဒါဆာရွက်ကိုနော်ဒီလိုချိုးထားတာအခုရတာက၈လက်မှရပြီဆိုတော့ဒီကနေဒီကို၈လက်မှနော်ဆစ်လက်မဆွဲလိုက်မယ်ဒါကဂျိုင်းဂျိုင်းဆစ်လက်မဆစ်လက်မကိုဒီအပေါ်ကိုတစ်ခွဲတက်မယ်နော် ဒီလိုတစ်ခွက်တက်မယ်တက်ပြီးဒီနေရာမှာဘယ်လိုယူမလဲဆိုရင်ဒီနေရာမှာဂျိုင်းအပေါင်းတေးအစားလေးအပေါင်းနှစ်ပိုင်းတစ်ပိုင်းဒီနေရာကဂျိုင်းအပေါင်းတေးအစားလေးအပေါင်းနှစ်ပိုင်းတစ်ပိုင်းဂျိုင်းက15 15ကိုတစ်ပေါင်းတော့16 16ကို၄နဲ့စားတော့၄ လေးကိုနှစ်ပိုင်းပိုင်းပေါင်းတော့ဒီနဲ့ဒီနဲ့ကလေးနှစ်ပိုင်းတစ်ပိုင်းနော်ဒါကလေးနှစ်ပိုင်းပိုင်းရပြီဒီလေးနှစ်ပိုင်းတစ်ပိုင်း ਨੇ ဒီနေရာ ਨੇ ဆက်မယ်ဒီလိုဆက်လိုက်လို့ရှိရင်ဒီအရှိကဒါက၈လက်မှဖြစ်သွားတယ်ဒီက၈လက်မှသူ့ရဝိုင်းတော့ပြောင်းလဲရှိမှာပေါ့နော်အခုကတော့၈လက်မှဖြစ်သွားပြီအဲ့ဒီ၈လက်မှကိုတဝက်ဝက်မယ် တဝက်ဝက်ပြီးရင်နောက်ထပ်တဝက်ထပ်ဝက်မယ်ဒီဘက်ကိုလည်းတဝက်ထပ်ဝက်မယ်နော်အဲ့တော့၄ခုအဲ့ဒီ၄ခုမှမှဒီကနေဒီတွင်းထဲကို၃စိတ်၃စိတ်ဝင်မယ်ဒီကနေဒီအပြင်ဘက်ကို၅စိတ်ထွက်မယ်၅စိတ်ထွက်ပြီလို့ရှိရင် ဒါကြိုင်ပေါက်ဆွဲတာဆွဲပြီးလို့ရှိရင်ကိုရကျင်တဲ့လက်အရှိက6လက်မှ6လက်မှမှာအမှတ်တစ်ခုမှတ်မယ်ဒါကဟိုတော်တော်များများအင်ဂျီတွေဝတ်တယ်ပေါ့နော်ဒီလိုမျိုး6လက်မှမှာထာတာလာတာအင်ဂျီတွေအဲ့ဒီတော့ဒီ6လက်မှကိုအမှတ်တစ်ခုမှတ်မယ်တကယ်လို့အရှိလို့ကျင်တော့လည်းအရှိအမျိုးမျိုးပေါ့နော်တကယ်လို့ဒီကနေဒီကိုဂျိုင်းကအဲတထောင်စစ် ပခုံးကနေတထောင်စစ်အကွာက12လက်မနော်နောက်ပြီးတော့ပခုံးကနေလက်ကောက်ဝဲအထိအကွာဝေးက22လက်မဆိုတော့ဒီပေတံမှာ18လက်မရှိတယ်18နဲ့3နဲ့ပေါင်းရင်21နော်ဒါက22လက်မဒီကနေဒီအထိအကွာဝေးက22လက်မအဲ့ဒီတော့ဒီကိုလိုချင်တဲ့ လက်ပေါက်နေရာမှာကိုလိုချင်တဲ့အရှိနေရာရဲ့လက်ဝကတိုင်းထားတာကမိမိရချင်တဲ့လက်အရှိကလက်ဝပတ်လဲတာ12လက်မှ12လက်မှကိုနှစ်နဲ့စားတော့ဒါက6လက်မှပြီးတော့ဒီကနေတထောင်စစ်ပတ်လဲတထောင်စစ်ပတ်လဲဒီတထောင်စစ်ပတ်လဲကတထောင်စစ်ပတ်လဲက17လက်မှ17ကိုနှစ်နဲ့စားတော့ ငါးလက်မခွဲငါးလက်မခွဲပြီးတော့ဒီလက်ဝပတ်လေကခုနှစ်လက်မရတယ်ခုနှစ်လက်မတိုင်းထားတယ်တိုင်းထားတော့သူ့ကိုနှစ်နဲ့စားတော့၃ခွဲနော်ဒါကသူ့ရဲ့လက်မရပြီဒါကလက်ဝနေရာအသီးသီးတွေရပြီဆိုတော့ဒီကနေဒီကိုဒီလိုဆက်မယ် ပြီးတော့ဒီနေရာလေးကြတော့ပြည်ပြည်လေးဖြစ်အောင်ဒီလိုလေးဆက်မယ်ပြီးတော့ဒီနဲ့လဝနဲ့တောင်စင်းနဲ့လဝနဲ့နော်ခပ်ပြည်ပြည်လေးလည်းဆက်မယ်ဒါကကိုလိုချင်တဲ့ နော်ဒီနေရာလေးကပြည်ပြည်လေးပဲနော်အဲ့လိုလေးညှက်မယ်ညှက်တဲ့အခါကျရင်နော်ဒါကကိုလိုချင်တဲ့လက်ပြီးသွားပြီပြီးသွားပြီဆိုရင်ဒီလိုညှက်မယ်ဒီလိုညှက်မယ်နော်ညှက်ပြီးလို့ရှိရင်ချုပ်စာကဒီအင်ဂျီမှာဆက်မဲ့အပိုင်းဆိုရင်၄စိတ်ပဲချမ်းမယ် ပခုံးမှာဆက်မဲ့အပိုင်းဒါကကြတော့ဘေးတွဲမဲ့အပိုင်းဘေးတွဲမဲ့အပိုင်းဆိုရင်တလက်မ20စိတ်ဒီဘက်ကိုတလက်မ20စိတ်ချုပ်စာချမ်းမယ်ဒီကနေလက်ဝကြတော့ကိုတလက်မပြားခောက်ချင်တယ်ဆိုရင်ဒီနေရာမှာ တလက်မ20စိတ်ပို့မယ်နော်60စိတ်ပြားပဲခောက်ချင်တယ်ဆိုရင်ဒီလက်ဝမှာတလက်မပဲချုပ်စာပို့မယ်ကိုလိုချင်သလောက်ပေါ့နော်ပို့လို့ရတယ်တခြားဒီဇိုင်းဆိုလည်းဒီဇိုင်းမျိုးမျိုးပေါ့လက်အရှိကလည်းကိုလိုချင်တဲ့နေရာမှာဒီလက်ကိုရပြီဆိုရင်ကိုလိုချင်တဲ့နေရာမှာဒီလောက်ကိုဖြတ်မလားဒီစကားဆိုရင် ဒီကနေဒီကိုတိုင်ထားတဲ့ကိုတိုင်းနဲ့ဒီလိုမျိုးဖြတ်မယ်နော်အဲ့တော့ဒါဆိုလို့ရှိရင် let let pattern တစ်ခုကိုပြည့်ပြည့်စုံစုံနဲ့ပြီးသွားပါပြီ လက်ဖောင်းထောင်ထောင်လေးဖြစ်အောင်เนาะဒါကရိုးရိုးလက်ပတန်ရိုးရိုးလက်ပတန်ကိုဒါကတိတ်နဲ့ကတ်လိုက်မယ်တင်လိုက်ကပ်ပြီးလို့ရှိရင်ဒီကနေဒီခောက်ယူတက်တက်ကိုဒီအပေါ်ကိုနှစ်ခွဲနှစ်ခွဲနဲ့ ဒီဒီကနေဒီဟိုဒီဒီနေရာမှာဒီမှာသုံးပုံတပုံးနှစ်ပုံးသုံးပုံပုံလိုက်မယ်ဒီမှာတော့ဒီသုံးပုံအထည်ကိုဒီလိုလေး ဆွဲလိုက်မယ်။ဒါဆိုလို့ရှိရင်လက်ဖောင်ထောင်ထောင်လေးလိုချင်တဲ့ပေါ့နော်လက်ဖောင်ကက်ကက်ထောင်ထောင်လေးဆိုရင်ဒီပက်တန်နဲ့သုံးပါတယ်။ ေါင်းထောင်ထောင်လေးရပါပြီ။ဒါကလက်ဖောင်းလက်ဆွဲပီးတာဒီဆွဲပီးတာကိုမှဒါကရိုးရိုးလက်ပေါ့ရိုးရိုးလက်ကနေဒီနေရာကို အရှိကဆယ်လက်မှဆယ်လက်မှနေရာမှာချက်ရင်းဆွဲလိုက်မယ်ဆွဲပြီးလို့ရှိရင်လက်ကဲဒီဘက်ခြမ်းကို အရှိချမ်းထားမယ်ဒါကတော့အနောက်ချမ်းထားမယ်ဒီရှေ့ချမ်းဘက်ကို ရှေ့ချမ်းဘက်ကဒီဟာအပြည့်ယူမယ်နောက်ချမ်းဘက်ကျတော့ဒီနဲ့ဒီနဲ့တဝက်ဒီအလဲတဝက်ကနေဒီကိုကျတော့ငါးနှစ်စိတ်ရှိတော့သူ့ကိုတဝက်ယူတော့နှစ်ခွဲနဲ့တစ်စိတ်ဒီအပေါ်ကနေရိုးရိုးလက်ကဲအောက်ကနေဒီကို၃လက်မဒီနေရာက၃လက်မ၃လက်မရယ်ဒီဘေးကတလက်မ၂စိတ်ဒါကတလက်မ၂စိတ်နှစ်ခုဒီဘက်ဘေးကလည်း တလမ20တက္ကဒီမှာလည်းတလမ20နော်ဒီကနေဒီကိုတလမ20တင်းတလမ20တင်းဒီမြင်းတွေကိုလိုက်ဆက်လိုက်မယ်ရှည်ကျန်းကိုကြတော့ဒီဘက်ကိုသွားမယ် ောက်ပါဒီမြင်းတွေကိုကတိနဲ့ဖြတ်မယ် ากันเล่าภาษาทูตาร์เสซกูตานอ င်ရအောင်လို့စက်ကိုအရာတစ်ခုနဲ့ပြန်တင်ပြမယ်ဒီနေရာကကွဲကျင်တာဖြစ်တဲ့အတွက်ဒီနေရာကိုလည်းညှပ်လိုက်ဒါမှဒီလိုကွဲထွက်မယ် ြားလေးတွေကိုတလက်မှခွဲလိုက်မယ်။ ခေရှားနှစ်ခုရဲ့အကွာဝေးကလည်းတလက်မှာပဲ ကြည့်လို့ကောင်းမယ်အနေပေါ့နော်ကြည့်လို့ကောင်းမယ်အနေလေးဒါဆိုရင်ဒီလိုညှက်မယ်ဒီလိုညှက်မယ်ဒီလိုညှက်လိုက်မယ်နော်ဒါဆိုရင်လက်ဖောင်းဖောင်းជីជីជីရပါပြီအခုလိုပညာရတဲ့ဗီဒီယိုလေးတွေကိုနောက်ထပ်လည်းတင်ပေးမှာမို့လို့ဒီအကောင့်ကို follow လေးလုပ်ထားပေးပါနော်ဒီဇိုင်နာပညာရက်နဲ့ဆီယမထွင်တဲ့ကို ရေးဆက်ဆုံးခြင်းနဲ့ဆိုလို့ရှိရင် comment လေးတွေလည်းရေးထားပေးခဲ့ပါ ဒီဇိုင်နာပညာရပ်နဲ့ဝင်ငွေရလုပ်ငန်းတစ်ခုအဖြစ်ရပ်တည်မယ်ဝင်ငွေရလုပ်ငန်းအဖြစ်လုပ်စားမယ်ဆိုလို့ရှိရင်အချိန်တိုအတွင်းမှာအလွယ်ကူဆုံးနည်းစနစ်နဲ့သင်ပေးနေတယ်ထွင်အစင်းမြင်ဒီဇိုင်နာသင်တန်းကျောင်းကိုလာပြီးတော့သင်တန်းတက်ဖို့ဖိတ်ခေါ်ပါတယ်နော်